မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အထီးကိနှလုံးသွေးနည်းကိုသွေးနည်းတစ်ခွအချင်းပြပေးသွားမှာဖြစ်ပါတယ်ကိနှလုံးထဲကတလုံးအထီးဖြစ်ပါတယ်ဗောနောအထီးကိနှလုံးသွေးနည်းဖြစ်ပါတယ်ဒီ6 4 3 5 9 8ကနေကျွန်တော်တို့တင်းတင်းရှောင်းရှားပြီးသွားတဲ့တပင်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗောနော6 4 3 5 9 8 9ဗောနောအဲ့မှာ၄ကိုနှစ်ချိန်ပေါင်းထားတာဖြစ်ပါတယ် လေးနှစ်ကြိမ်၅နှစ်ကြိမ်၉တစ်ကြိမ်ပေါ့နော်လေးနှစ်ကြိမ်အရှိ၅နှစ်ကြိမ်အတစဲ၉တစ်ကြိမ်ဒီ၉နဲ့၈ပေါင်းဇက်ခွန်ဆိုတဲ့အတွက်၈၉ကဇက်ခွန်ခွန်နဲ့ခွန်ပေါင်း၁၄ရာမှာဖြစ်ပါတယ်အဲ့ဒီလေးကိုကျွန်တော်တို့ကနင်းနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ပေါ့နော်လေးနဲ့နင်းပေါင်းရှင်း၆လေးလျှောက်ထက်ကတလုံးအထီးဖြစ်ပါတယ်နောက်ထပ်တစ်ပြေမှာကတစ်တစ်၆ဖြစ်ပါတယ်ဒါကြောင့်မို့လေးချောက်ထဲက6တလုံးရှားပြီးသွားတာဖြစ်ပါတယ်6တလုံး116ပေါ့နော် ။ Okay ဒီနေ့အတိုင်းပဲပေါ့နော်တတိယချောင်းတပြန်ကနေထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်။ရှင်းနေကြရ16 3ပြန်ရင်ခွန်ရှိက55ဆိုတဲ့အတွက်ကျွန်တော်ရှောက်3ပေါင်း995ပေါင်း14ဆိုတဲ့အတွက်ကြောင့်မို့၄ကို2ပေါင်း6 4 6ပြန်ရရတယ်တင်းတင်း6ပြီးတော့693မြောက်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီ၄6ထဲက6ကလုံးပေါ့နော်ထိစီနေရာကရှားပြီးတွားတာဖြစ်ပါတယ် ရှောက်ကုတ်တော်များကနေထပ်ပြီးလေလာကြည့်မယ်ပါနော်။ဒီတော်များနဲ့ကျင်းကတော်များရှောင်းနဲ့ကျင်းဆက်နှစ်နင်းနဲ့ကိုပေါင်းရှင်ကဆက်တည်ရတယ်။တော်များနဲ့ရှစ်ပေါင်းရှင်ရှစ်ဆိုတဲ့အတွက်တိရှစ်ပေါင်းရှင်ကိုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုကိုနင်းပေါင်းရှင်ကဆက်တည်ဆိုတဲ့အတွက်ကိုတည်အထီးကြီးယူမယ်ပါနော်။ခြားပြီးသွားတာကငါးကိုသုံးဖြစ်ပါတယ်။ကိုတည်ထဲကကိုဒီလုံးအလေးထဲနေရကခြားပြီးသွားတာဖြစ်ပါတယ်ခင်ဗျာ။ကိုဒီလုံးအလေးပါနော်။ နောက်ထပ်ငါးခုတုံးကနေထပ်ပြီးလေ့လာကြည့်အောင်ဒီသုံးနှစ်ကြိမ်ပေါင်းခြင်း6ငါးနှစ်ကြိမ်30ကိုနေ့ရှိက30ဆိုတဲ့အတွက်6နဲ့9ပေါင်းခြင်း15ရာလေးပေါ့နော်ငါးကိုနေ့နဲ့ထပ်ပေါင်းခြင်း9ရာလေးအတွက်ကြောင့်မို့ငါးခွန်ထဲကကနန်းတလုံးအထီးဖြစ်ပါတယ်ငါးတုံများလေးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ငါးခွန်ထဲကငါးတလုံးထိစီနေရာကဖြစ်ပါတယ် nga taw mya le ka ni thapi le la ji mae bon no tin na chain ka ne nga na chain de se ti she bon ko နေကိုပောင်းရှင်းဆက်တည်ရတဲ့အတွက်ကြောင့်မို့တေကုံနေပောင်းရှင်းတုံးဆိုတဲ့အတွက်တေတုံးထဲကတနန်းတလုံးအထီးဖြစ်ပါတယ်။ငါးတုံများလေးပြီးတော့ငါးတုံညာတုံးဆိုတဲ့အတွက်ကျွန်တော်တို့အထီးကီးတုံးတလုံးချပေးသွားတာဖြစ်ပါတယ်။ Okay နောက်ထပ်တပြင်ပေါ့နော်ဒီတုံးနဲ့ချိန်ပောင်းရှင်းက600ရတယ်။ ့9နှစ်ကြိမ်ပေါင်းရှင်30ပေါ့နော်9နှစ်ချစ်ပေါင်းဆက်ခွန်ဆိုတဲ့အတွက်600ရခွန်ရပေါင်းရှင်က73ရာတယ်ပေါ့နော်3ကလည်းနေနဲ့ထပ်ပေါင်းရှင်5ဆိုတဲ့အတွက်3 5ထိပ်ကတလုံးအထီးဖြစ်ပါတယ်336ဆိုတဲ့အတွက်အထီးကီ3ဇလုံးအထိစီနဲ့အလဲထိုင်နေရမှာရှားပေးတော့တာဖြစ်ပါတယ်ခင်ဗျာ336ကနေထပ်ပြီးလေလာကြည့်မယ်ပေါ့နော်အရှောင်းနှစ်ကြိမ်ကစနစ်3က3ကြိမ်ဆိုတဲ့အတွက်ကို18ပေါင်းရှင်း 9918နှစ်နဲ့ပေါင်းရင်30ရာတဲ့အတွက်ကြောင့်မို့တုံညာကိုနှစ်နဲ့ပေါင်းရှင်နှစ်တုံညာနှစ်ကြီးရာမှာဖြစ်ပါတယ်တုံညာအလေးတစ်ချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့နှစ်တုံညာထဲကတုံညာတလုံးထိစီနေရကပဲဖြစ်ပါတယ်တုံညာတလုံးတုံညာအလေးတစ်ဖြစ်ပါတယ်ဒီတုံညာနဲ့ချိန်ပေါင်း၃ညာလေးနဲ့ပေါင်းရှင်းလေး၆နဲ့၈ပေါင်းရှင်းကလည်း၁၄ဆိုတဲ့အတွက်၄နဲ့၄ပေါင်းရှင်းချစ်ရမှာဖြစ်ပါတယ်ဗောနော် ရှစ်ကိုနင်းနဲ့ပေါင်းချင်းတဆယ်ဆိုတဲ့အတွက်ချစ်တုံများအတီကီထဲက6689ပေးသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ရှစ်တလုံးထိတ်စီးနေရကဖြစ်ပါတယ်ခင်ဗျာ။ရှစ်ချောခွန်တပင်ကနေထပ်ပြီးချင်းပြပါမယ်ပေါ့နော်။ရှစ်နှစ်ကျင်း9နှစ်ကျင်း18 7နှစ်ကျင်း16 6နှစ်ပေါင်းတာ17 7နှစ်ကျင်း16ဖြစ်ပါတယ်။ရှင်းနဲ့နေပေါင်းတဲ့6တလုံးဂျန်တဲ့အတွက်ကြောင့်မို့6ကိုနင်းနဲ့ပေါင်းရှင်းချစ်ဆိုတဲ့အတွက်6ရှိကြီးရောက်မှာဖြစ်ပါတယ်။ 6တုံများ6စရိတ်အတွက်အထီးကိ6သလုံးအလေထိန်နဲ့ sorry ထိစီနဲ့အလေထိန်အပိတ်မှာရှားပေးတော့တာဖြစ်ပါတယ်ဗောနော်နောက်ထပ်တစ်ပင်9နာချိန်က16 6နာချိန်က17 4ချက်က17စရိတ်အတွက်6နာ2ပေါင်း30အထီးကိ2သလုံးကျန်တဲ့အတွက်ကြောင့်မို့2ကို2နာပေါင်းရှင်4စရိတ်အတွက်အတွင်းအရာ2လေးကိရတာဖြစ်ပါတယ်ရှားပေးတော့တာက6 6နာဖြစ်ပါတယ် ဒါကြောင့်မို့နေ့တလုံးကအပိတ်နေရာကခြားပေးသွားခဲ့တာဖြစ်ပါတယ်။ Okay ကျွန်တော်ဒီနေ့တည်းမဲ့ရှောင်းရှောင်းနေကနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီလျှောက်က3ချိန်ဆိုတဲ့အတွက်ကြောင့်မို့ဆက်ရှိရမှာဖြစ်ပါတယ်ခင်ဗျာ။ခုနဲ့10ပေါင်းရှင်က15ဆိုတဲ့အတွက်ကြောင့်မို့ရှင်နဲ့5ပေါင်းရှင်73 3ကိုနေနဲ့ပေါင်းရှင်5ရာတဲ့အတွက်ကြောင့်မို့ကျွန်တော်3 5တလုံးအထိဖြစ်ပါတယ်။ချောင်းချောင်းနေပြီးတော့ချောင်းချောင်းကားဖြစ်ပါတယ်ခင်ဗျာ။ โอเคအဲ့ဒီတပင်မှာတော့၃၅ထဲက၅သလုံးအပိတ်များကခြားပြီးတော့ခေတာဖြစ်ပါတယ်။ရှောင်းရှောင်း၅ကနေထပ်ပြီးလည်လာခြင်းပဲဗောနော်။တင်းနဲ့ကြင်ကနေဖြစ်ပါတယ်။ရှင်းနဲ့ခြားတော့နေက၁၆ဖြစ်ပါတယ်။ငါးကိုပေါင်း၁၄။ဘောစော်ဒီကိုရှင်းပေါင်း၁ခုဗောနော်။ဆိုတော့အဲ့ဒီမှာပေါင်းရှင်းကျွန်တော်၅ခွန်ရမှာဖြစ်ပါတယ်။ငါးကိုညပေါင်းရှင်းခွန်ဖြစ်မဲ့ဗောနော်။ဆိုတော့၉၆နှစ်ခြားပြီးတော့တာဖြစ်ပါတယ်။ အဲ့ဒီမှာတော့ကျွန်တော် sorry ကျွန်တော်ဒီမှာပေါင်းတာပေါင်းလက်မှားပါတယ်ဗောနော်ကျွန်တော်အဲ့ဒီမှာခွန်ရမှာဖြစ်ပါတယ်ကျွန်တော်ငားလို့ရေးမိသွားတယ်ဗောနော်ခဏနေကြာမှပြန်ပြီးတော့ရေးပေးသွားမှာဖြစ်ပါတယ်ကိုးရှောင်းတဲ့တပင်ကိုလေ့လာကြည့်မယ်ဗောနော်ရှင်းနာကျန်16ကိုးနာကျန်17ရှင်းနာ6ပေါင်း74တုံမြနဲ့ချစ်ပေါင်း6ရှောင်းနဲ့လေးပေါင်း10ရှစ်တလုံးကြံတဲ့အတွက်ရှစ်ကိုနှစ်ပေါင်း10ရှစ်တုံမြကီးတဲ့ကတုံညာလေးလေးခြာပြီးသွားတာဖြစ်ပါတယ် ။ Okay ဒီမှာတော့တုံးများသလုံးထိတ်စီနေရာကခြာပြေးသွားခဲ့တာဖြစ်ပါတယ်။တုံးများလေးလေးကနေထပ်ပြီးလေလာကြည့်မယ်ပေါ့နော်။သုံးနှစ်ချိန်ပေါင်း6 4ချိန်ရှောင်းနဲ့လေးပေါင်း30နင်းနဲ့ရှစ်ပေါင်း30ဆိုတဲ့အတွက်တုံများနေအထီးကြီးရမှာဖြစ်ပါတယ်နင်းနေတဲ့ချာပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အထီးကြီးနေတလုံးထိတ်စီနဲ့လဲထိုင်နေရမှာရှီအပူချာပေးသွားတယ်ပေါ့နော် โอเคနောက်ထပ်တစ်ပြင်း786မိနစ်3လီက6ပေါ့เนาะ786ပေါင်း86ဆိုရတဲ့အတွက်ကြောင့်မို့အဲ့မှာ63နေ78ရှင်းနဲ့နေပေါင်း30 83များကီးထက်က843ချပေးသွားတဲ့အတွက်ကြောင့်မို့အထီးကီးရှင်းလုံးဒိတ်စီနေရာကဖြစ်ပါတယ်โอเค843ကနေထပ်ပြီးလေ့လာကြအောင်ပေါ့เนาะ786က7နေ786 84ပေါင်း30 78ပေါင်း9 နေကိုက73ရာတွေအတွက်ဒီကိုနေပေါင်းချင်းတော့33ကီဖြစ်ပါတယ်663ချပေးသွားခဲ့တဲ့အတွက်ကြောင့်မို့အထီးကြီးတုံးတလုံးအပိတ်နေရာက ဖြစ်ပါတယ်ပေါ့နော်အဲဒီကြောင့်မို့အဲဒီ26ကဆယ်ပြီးတော့လေးပေးနေဆယ်ပဲဖြစ်ပါတယ်နောက်ထပ်တစ်ပင်9နာချိန်ပေါင်း78 6နာချိန်76 6နာပေါင်းတာ7 18က9ဆိုတဲ့အတွက်8နဲ့9ပေါင်း89ပေါ့နော်9ကို2ပေါင်း7 ကိုတေကီမှာညတောင်ညာကိုဖြစ်ပါတယ်အထီးကီကိုတလုံးအပိတ်နေရာကားပဲချမိသွားတာဖြစ်ပါတယ်ညတောင်ညာကိုကနေထပ်ပြီးတွက်ကြည့်မယ်ပေါ့နော်၃နှစ်ချိန်ပေါင်း၆နှစ်နဲ့ချိန်ပေါင်း၄ချောင်းလေးက30တင်းနဲ့ချပောင်းကိုကိုတီကီပဲထပ်ရတယ်ပေါ့နော်ညတောင်ညာကိုပြီးတော့ခွန်ခွန်ကိုဖြစ်ပါတယ်အတီကီကိုတလုံးပဲအပိန်ညာက ထပ်ပြီးချပေးနေစေဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီအပေါ်မှာပေါ့နော် ဒီပုံမှာကကျွန်တော်ဒီတင်းနေချိန်ပေါင်းနဲ့ရှားတုံးနေဆက်ချေဆိုတဲ့အတွက်နင်းနေရှိပေါင်း၁၀ကိုနေရှိပေါင်းဆက်ခွန်ရမှာဖြစ်ပါတယ်ခွန်ကိုနေပေါင်းကိုခွန်ကိုကြီးထဲကကိုရှောင်းနေအထီးကြီးကိုတလုံးထိစီနေကခြားပေးသွားတာဖြစ်ပါတယ်โอเคဒါကြောင့်မို့ဒီကြီးနှလုံးကဒီစာမျက်နှာမှာဆိုရင်တော့အခုလုံးလုံးစေဖောက်ပြီးလုံးဝမရှိသေးဘူးပေါ့နော်ဟုတ်ပဲစာမျက်နှာကိုလေ့လာကြည့်အောင်ခွန်ခွန်ကိုကနေထပ်ပြီးတွေ့ကြည့်ပါမယ်ပေါ့နော် ွန်3လ27 38ပေါင်း73ဆိုတဲ့အတွက်တင်းနဲ့တပေါင်းနဲ့နေကိုနင်းနဲ့ထပ်ပေါင်းရှင်းသေးနေလေးကီမှာခွန်3ည3ညချပေးသွားတာဖြစ်ပါတယ်ခွန်3ည3ညဆိုတဲ့အတွက်ကျွန်တော်အရင်မှာတော့20စင်မကောင်းစွာပဲတပင်ဖောက်သွားတာဖြစ်ပါတယ်ခွန်တုံများတုံများကနေထပ်ပြီးတွေ့ကြည့်ပါမယ်ပေါ့နော်။အားနဲ့ချိန်30ခုနှစ်ချိန်74တရှိပေါင်း9 6ကဆက်300ရာတွေအတွက်3ကိုနှစ်ပေါင်းရှင်းက3 9ကီထက်က3ခွန်ခွန်ချပေးသွားတာဖြစ်ပါတယ် အထီးကြီးတုံးတလုံးထိတ်စီးနေရောကထပ်ပြီးတော့ချန်ပီလာတာဖြစ်ပါလေပေါ့နော်တုံးခွန်ခွန်ကနေထပ်ပြီးတွေ့ကြည့်ပါမယ်၄နှစ်ကြိမ်ပေါင်း၈၃၃၀တုံးတလုံးကြာမယ်တုံးများနဲ့၈ပေါင်း၈ပေါ့နော်ဒါကြောင့်မို့၈နှစ်ကြိမ်က၁၆ရှောင်းနဲ့၃ပေါင်း၈၉၉ဝန်နှစ်ပေါင်း၁၁၉တိကီရမှာဖြစ်ပါတယ်ရှိကိုလေးချပေးသွားခဲ့တာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့အထီးကိုတစ်ထက်ကကိုးတလုံးအလဲထဲနေရာကပေးသွားတာဖြစ်ပါတယ်။ တစ်ကြိမ်ဖောက်ပြီးတော့နောက်ထပ်နှစ်ကြိမ်ထပ်ပြီးချပေးလာတယ်ပေါ့နော်တဲ့နှစ်ကြိမ်အနည်းရှင်းနှစ်ကြိမ်16 9ကိုပေါင်းရင်15ငါလေးရှင်းပေါင်းလာစနစ်ငါးနဲ့နှစ်ပေါင်းခွန်ခွန်ရဲ့နှစ်ပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ကြိမ်မှာတော့ကျွန်တော်တို့တွင်နှစ်အရာ9တီကီပဲထပ်ပြီးရနေတာဖြစ်ပါတယ်ဒါဒီတွင်နှစ်အရာကျွန်တော်မိုက်ဆေးများလေ့လာလို့ရအောင်ပေါ့နော်တွင်နှစ်တီအောင်ပြန်လည်မျှဝေပြင်ရှင်းတာဖြစ်ပါတယ် လေးလျှောက်ကြီးထဲကလျှောက်တလုံးတတီ6လေးလျှောက်ကြီးထဲကလျှောက်တလုံး6ကုတုံညာကုတီထဲက9ကုတလုံး9ကုတုံပေါ့နော်ငါခွန်ထဲက9တလုံး9တုံညာလေးတတုံးထဲက3တလုံး9တုံညာတုံးတလုံး3တုံး6တုံညာတလုံးတုံညာလေးတရှင်းရှင်းရှောက်ခွန်6 6တုံညာ6နေရှောက်ရှောက်နေပေါ့နော်ပြီးရင်ငါ6ရှောက်9 9ရှောက်နေတုံညာတုံညာလေးလေးနေနေတဒီမှာ7တလုံး7လေး3 3ဒလုံ663ပါเนาะပြီးရင်9ဒလုံ2တောင်ညာ9ဖြစ်ပါတယ်9ဒလုံပဲထပ်ပြီးပေးနေတာခုံခုံ9 Okay ဒီလိုလေးပိုင်းပေးလာခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ဒီ900တပြည်မှာတော့တစ်ချိန်ပေါက်သွားတာဖြစ်တယ်ပေါ့နော်နေလေးကီမှာ900ဆိုတဲ့အတွက်အဲ့ဒီမှာတစ်ချိန်ပေါက်ပြီးတော့3000မှာဆက်ပြီးပေးလာတယ်ရှစ်ကိုလေးမှာလည်းဆက်ပေးလာတယ်ပေါ့နော်ဒီမှာတော့ကုတီကီရာနေတာဖြစ်ပါတယ် ဒီလက်တွေ့စိုက်ကီနှလုံးမှာလည်း Nick ခွန်ကီမှာရှောင်းနေရှောက်ကိုတလုံးရှောက်ကိုတုံများပါနော်၈၃ထဲက၃တလုံး၃တုံရှောက်ခွန်နှစ်ထဲက၄တလုံးရှောက်ရှောင်းနေခွန်နှစ်ထဲက၉ရှောင်းနေပါနော်ဒီမှာတော့ခွန်ခွန်ကိုဒီမှာလည်း၄ကိုဖြစ်ပါတယ်၄ကိုရဲ့၉တရဖြစ်ပါတယ်ဒါကီနှလုံးကို ပြပေးရှင်းဖြစ်ပါတယ်ပါနော်ဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ